မိသေးတော်ကြီးကလက်မလျှော့သေးဘူးဘုရားကသုံးကြိမ်တိုင်ညင်းပဲထားပေမဲ့လို့သူ့စိတ်ထဲမှာဆုံးဖြတ်ထားဘေကုဏီဖြစ်အောင်လုပ်ချင်ဘုရားရအောင်ရှောက်မယ်ဆိုတဲ့စိတ်ကလည်းပါလို့လဲဆိုတော့အဲ့မှာမိသေးတော်ကတော့ရိပ်မှလည်းအိမ်အောင်မရှိတော့ဘူးသူနဲ့အလားတူ ။တန်ကူရင်ပဲမိဖုရား900မှာလည်းပဲသူတို့ရဲ့အိမ်တော်ဘက်တွေကသင်္ကန်းဝတ်သွားကြတယ်။900ရှိ။အဲ့ဒါမဟာသမယသုံးပါးယန္နာဖြစ်တဲ့900အဲ့ဒီ900ပဲပေါ့။အဲ့ဒီ900ကယန္နာဖြစ်သွားတော့သူတို့ရဲ့အိမ်တော်ဘက်မိဖုရား900လူလွတ်တွေဖြစ်သွားသူတို့လည်းလူလောကပဲမှာနေကြမလဲ သန္တနာဘောင်ဝင်ပြီးတော့ဘိက္ခုနီလုပ်ချင်ကြ။အဲ့ဒီမိဂယာ900နဲ့မိရတော်ဂေါရမိကြီးကတိုင်ပင်ညှိနှိုင်းပြီးတော့မလုပ်ကြလဲလို့ဆိုရယ်။သူတို့အပြန်အလှန်သဘင်တွေကိုဖြတ်ကြကြ။ဖြတ်ပြီးတော့ဂရုံတုံးလိုက်တယ်ပေါ့နော်။မြေသမီးတွေဂရုံတုံးတယ်။ဂရုံတုံးပြီးတော့ဖျားဖယ်ကြွသွားလဲဆိုဝေဒာလီကြွသွား။အဲ့ဒီဝေဒာလီကိုလိုက်ကြတယ် လိုက်တဲ့အခါမှာယထာတို့ယင်တို့ထန်းစင်တို့နဲ့မတော်ဘူးဖယားကိုယူသိလေးစားတဲ့အနေနဲ့ဂုံကြောင်လျှောက်မင်းသမီးတွေမိဖုရားတွေနန်းတွင်းမှာကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ကံကြီးအုပ်ချုပ်တဲ့မင်းတွေကလည်းပဲစိတ်ချတော့ဘယ်သူမှလည်းတားလို့မရဘူးမရတော့သူတို့ကဆွတ်ထွက်သွားကြအဲ့ဒီချိန်မှာ ။တကိယကောလိယမင်းတွေကအစီမံလုပ်ပေးတယ်။လမ်းစာရိတ်ခါတွေချက်ပြုတ်ပြီးတော့ကျွေးမွေးမဲ့ပုံကိုယ်တွေအရှင်တဲ့နောက်ကနေလိုက်စေပေါ့။ရောက်တဲ့နေရာသခန်းချချက်ပြုတ်ကျွေးရောက်တဲ့နေရာသခန်းချတည်ထက်သွားတာမဟုတ်ဘူး။ခီးပြင်းနှင်ပြီးတော့သွားကြ။ကောင်းကြောင်လျှောက်တော့ဘာဖြစ်လဲ။ခြေတော်တွေပေါက်တာပေါ့။ တော့ပါများတဲ့အခါခြေထောက်တွေပေါက်ဖူးဖူးရောင်လို့သို့တော်လည်းကြိတ်မိတ်ပြီးတော့ကိုလို့ချင်တဲ့အလုပ်တော်တော်ကြိုးကြိုးဆာဆာသွားကြနောက်ဆုံးကြတော့မြတ်စွာဘုရားသရဲတောင်းတဲ့ဝေသာလီပြည်ကမဟာဝနလို့ဆိုတဲ့တောင်းအုပ်ကြီးဘုရားရဲ့အကြောင်းတော်ရှိကုတကရတန်လာလို့ခေါ်အဲ့ဒီဘုရားအကြောင်းတော်ဘုရားသရဲတောင်းတဲ့အကြောင်းတိုင်ရဲ့တကားမုတ် အတွင်းနဲ့လည်းမဝင်ရဲကြဘူးတကားပေါ့အနည်းမှာမှန်ပြီးတော့တငုံကိုတရွရွလောက်ပြီးတော့နေကြပင်ပင်ပန်းပန်းဆင်းဆင်းရဲတဲ့အဲ့ဒီရောက်လာတာတကူလုံးလဲဖုံနေပေပွားလို့ခြေတော့ကလည်းတွေးရဲရဲတန်ရဲရဲဆင်းဆင်းရဲနဲ့မျက်နှာမသာရောက်လာတကားပေါ့ကမှာယုံစုယုံစုနဲ့ရောက်နေတာဘယ်သူကမြင်လို့ဆိုရှေအန္တနာမြင်တော့ ကြည့်လိုက်တဲ့အခါမှာရှင်အနန္ဒာကစိတ်ထဲမှာစိုးထိတ်သွား။ဘာဖြစ်လို့လဲ။အော်မိရွေးတော်ကြီးပါလား။မိရွေးတော်ကြီးတွေနဲ့မိဖုရားတွေဒီရောက်နေတယ်။ဘာများပြဿနာဖြစ်လို့လဲ။တိုင်းပြည်မှာဒုက္ခတစ်ခုခုများရောက်လာလို့စိတ်ထဲမှာပထမအတွေးဝင်တယ်။အတွေးဝင်လို့သွားမေးတဲ့အနိကရောက်တဲ့အခါကျတော့မဟုတ်ဘူး။ယသဝဘုရားထံဘိက္ခုနီဝတ်ဖို့ခွင့်တောင်းတာမရလို့ ခုဒီလိုလှုပ်လာရတယ်ဆိုတဲ့အကြောင်းသူတို့ပြောအဲ့ဒီတော့ရှင်အာနန္ဒာကသူတို့စိတ်သက်သာရအောင်ဖရာကိုသူသွားပြီးတော့ခွင်တောင်းလိုက်ပါဦးမယ်ဒီမှာလည်းနဲ့အပန်းဖြေကြပါအောင်ဆိုပြီးတော့ရှင်အာနန္ဒာကသူစူးစမ်းတယ်ဖရာကိုသွားလျှောက်ပေးမယ်ဆိုပြီးသွားရှင်ဗျာတဲ့မိမိတော်ကြီးဟာပင်ပမန်းနဲ့ခြေတော်နဲ့ဖူးဖူးရောင် ခြေတော့တွေ꿰ပြီးတော့တန်ကျင်မိဖုရား900နဲ့ချောင်းဘဝရောက်နေကြတယ်အရှင်ဘုရားမိရတော်ကြီးကိုဘိက္ခုနီလောက်ခွင့်ပြုလိုက်ပါဘုရားလို့ရှောက်တယ်ရှောက်တော့မြတ်စွာဘုရားညင်းပဲအနန္တမလောက်ချင်နဲ့တဲ့အမျိုးသမီးတွေသာသနာတော်ငါဝင်ခွင့်မပြုနိုင်ဘူးလို့ဒါလို့ညင်းပဲသုံးကြိမ်ကြီးအောင်ညင်းပဲတဲ့အခါကျတော့ ရှင်နာနာကသူကလိမ္မာပတ်နဲ့တပတ်တဖက်မဲ့နဲ့ရှောက်ဒီလိုတိုက်ရိုက်ရှောက်လို့တော့မရဘူးအဲ့ဒါကြောင့်မလို့ရှင်နာနာကနောက်တဖက်မဲ့နဲ့ရှောက်တယ်ဘလို့ရှောက်တုံးဆိုမြတ်စွာဘုရားကိုမေးဝမေးလိုက်အရှင်ဘုရားတဲ့အမျိုးသမီးဟာသာသနာပေါ်ဝင်ပြီးတော့ဘိက္ခုနီလုံလို့ရှိရင်တဲ့ သောတာပန်တဂရကံအနာကံယဟန္တာဆိုတာဖြစ်နိုင်ပါသလားဆိုမိကွန်မိအဲ့ဒီမိကွန်ကြတော့မြတ်စွာဘုရားအမြင်လို့မရဘူးလေဖြစ်နိုင်ပါသလားလို့မေးတော့ဖြစ်နိုင်တာပေါ့အနန္တာမဖြစ်နိုင်ဘူးဆိုရင်တော့သူဆက်ရှောက်မှာမဟုတ်တော့ဘူးပေါ့သာသနာ့ဘဝဝင်ပြီးတော့ဘိက္ခုနီလောက်လို့ရှိရင် တတပတိမေသောတပတိဖို့သံဃာဂါမိမေသံဃာဂါမိဖို့အနာဂါမိမေအနာဂါမိဖို့အရတ္တမေရတ္တဖို့ဆိုလိုတာကသောတပန်သံဃာဂါအနာဂါယဟန္တာဖြစ်နိုင်သလားလို့ပြီးဖြစ်နိုင်တယ်အနာဖြစ်နိုင်ရင်ဘုရားတဲ့ဟောဒီမိရွေတော်ကြီးဟာအရှင်ဘုရားရဲ့မေတော်ကြီးနိုင်ရဆန်သွားတဲ့အခါသူကနှိုးကြိုတိုက်ကျွေးပြီးတော့ရှင်ဘုရားမွေးခဲ့တာတဲ့အမြဲတမ်းမှယေရှုရှိပါတယ်တဲ့ ီမေတော်ကြီးကအမတန်မှဆန္ဒပြင်းပြပြီးတော့ခုပင်ပင်ပန်းပန်းဒီရောက်နေတာရှင်တရားအမျိုးသမီးတွေဘိက္ခုနီအဖြစ်သာသနာပေါ်ဝင်ခွင့်ပြုပါဗျာလို့ရှောက်တော့ရသော်ဗျာကစင်သာလိုက်ရှင်အနန္ဒာလျှောက်ထားတဲ့စကားငင်းပယ်စရာမရှိတော့ဘူးเนาะသူပြောတာမှန်တယ်ငယ်ငယ်တော့ကပြုစုလုံကျွေးခဲ့ပြီးတော့ခြေစုရှိတယ်ဆိုတာဟုတ်တယ် သာသနာပေါင်းဝင်လို့ရှိရင်လည်းအရဏမေရတ္တဖို့ရဟန္တာဖြစ်နိုင်ဆိုတာမှန်တယ်အဓိကကမြတ်စွာဘုရားရဲ့ရှင်မှန်းချက်ကသာသနာတော်လို့ဆိုတဲ့ဗြမစရိယရဲ့ပန်းတိုင်ဟာတခြားမဟုတ်ဘူးရဟန္တာဖြစ်ဖို့ပဲပေါ့အရဏတဖလပရိယောတနာသာသနာနဲ့မြတ်စွာဘုရားသာသနာတော်ရဲ့နောက်ဆုံးရှင်မှန်းချက်ဟာဘာလဲဆိုရင်ရတ္တဖို့ပဲ အရတ္တဘုဆိုတာယဟန္တာဖြစ်ရေးပဲလို့ပြောတာပဲအဲ့တော့မျိုးသမီးတွေယဟန္တာဖြစ်နိုင်တယ်ဆိုရင်အရှင်ဘုရားမေတော်ကြီးကတိတ်ကျေးဇူးများခဲ့တဲ့ပုဂ္ဂိုလ်ကိုခွင့်ပြုလိုက်ပါဗျာရှန္ဒနာအလျှောက်ကောင်းတာနော်အဲ့ဒါလို့အလျှောက်လျှောက်ပေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကဘာမင်းရှိခါတိုင်းသူမငင်းတော့မငင်းတော့ပဲနဲ့ဘာမင်းရှိတော့ဆိုလို့ရှိရင် အနန္တာတဲ့ငါချက်မှတ်လိုက်တဲ့ဟောဒီကရုဓမ္မအလေးနဲ့ထားပြီးတော့လိုက်နိုင်ရမယ်စင်ញင်ကြီးရှစ်ချက်ချုပ်တင်ပြီးတော့လောက်ထားတဲ့ဟောဒီစင်ញင်ရှစ်ချက်လေးလေးနက်နက်နဲ့တင်းတင်းကြပ်ကြပ်လိုက်နိုင်ရမယ်ဟောဒီစီကံရှစ်ချက်ကိုလိုက်နိုင်မယ်ဆိုရင်မဟာပဒဝတိခေါ်ပြီးငါခွင့်ပြုမယ်လို့ပြောတာ ဲ့ဒါလက်ခံလိုက်တာနဲ့တပြိုင်တည်းသူဟာဘိက္ခုနီဖြစ်ပြီလို့အဲ့ဒီရှေ့ချက်ကဘာတွေတော့ဖျားလို့ဆိုခင်နဲ့ညီညွတ်အောင်လို့ရသဗျာဒီဥရိသတ်မှတ်နော်ဒါကိုလည်းနားလည်ရတယ်ပေါ့ဥရိဆိုတာဟာလို့အဲ့လိုလောက်ထားဥပဒေခေါ်တယ်ဥပဒေကအမှန်တရားမဟုတ်ဘူး ဒီခေတ်မှာဒီဥပဒေလိုအပ်ရင်ပြဋ္ဌာန်းရမလိုအပ်တော့ဘူးဆိုရင်ဥပဒေကပယ်ဖြဲ့ရဒါတဘာဝအဲ့တော့အိန္ဒိယနိုင်ငံမှာဖျားကွက်တဲ့အချိန်မှာဒီဥပဒေကလိုအပ်တယ်ဒါကြောင့်မလို့ဒီဥပဒေကိုဖြတ်မှတ်တယ်နံပါတ်၁စီကံကဘာလဲလို့ဆိုရင်အေအမျိုးသမီးဘိက္ခုနီမဟာယဟန်ဖြစ်လို့ဝါတရားပင်ရပါစေ ဒီကနေ့မှယဟန်ဖြစ်တဲ့အမျိုးသားယဟန်တော်ကိုအယုသိပေးရမယ်ဒါတစ်ချက်ဒါအိန္ဒိယထုံးစံနော်အိန္ဒိယနိုင်ငံရဲ့ထုံးစံအဲ့ဒီခေတ်ကထုံးတမ်းစင်ညှတ်ဆော်ပြားအဲ့ဒါကိုမချမ်းမတ်ဘူးဆိုတော့ရှင်ဒီပြဿနာတွေမလိုအပ်ဖက်နဲ့ဖြစ်လာဘုန်းကြီးတို့တိရိလင်္ကမှာ 89ခုနှစ်က88 88 89 90 91တိရိလင်္ကာမှာနေတော့ဈာမအမျိုးသမီးတယောက်နဲ့ဆုံမှုတယ်ပေါ့အဲ့ဒီဈာမအမျိုးသမီးကြီးကဘာပြောလဲဆိုဟာဒီတင်းကျပ်တဲ့စီမင်းစီကံဂရုတံ၈မျိုးတည်းမှာတဲ့နံပါတ်၁က ဝါတရားရာပြီးဖြစ်တဲ့အမျိုးသမီးဘိက္ခုနီဟာဒီကနေ့မှယဟန်ဖြစ်တဲ့အမျိုးသားကိုအယုသိပေးရမယ်ဆိုတာဒီစိက္ခာကျ်အလွန်မတရားတဲ့စိက္ခာကျက်ပဲလို့သူပြောနော်မတရားဘူးတဲ့ဒီစိက္ခာကျက်သူကအမျိုးသမီးတွေဘက်ကနေချိလာနော်ချိပြီးတော့မတရားဘူးလို့ပြောတယ်အဲဘုန်းကြီးကသူ့ကိုဘာရှင်းပြောရတော့ဆိုရင် ဥပရိဆိုတာအမှန်တရားမဟုတ်ပါဘူးလို့ဥပရိဆိုတာအမှန်တရားမဟုတ်ဘူးလို့အမှန်တရားဆိုရင်ဘယ်ခက်မှာပဲဖြစ်ဖြစ်အမှန်တရားအမှန်တရားပြောင်းလဲလို့မရဥရိကအမှန်တရားမဟုတ်ဘူးလို့အဲ့လိုလောက်ထတာတာဖြစ်တယ်မင်းစဉ်းစားရမှာကလို့2500ကအိန္ဒိယနိုင်ငံရဲ့အခြေအနေ history ကိုမင်းဆက်လာလိုက်မယ်လို့အဲ့ဒီခေတ်မှာဘယ်လိုအနေထားရှိတယ်လဲဆိုတာသိရမယ်လို့အဲ့ဒီခေတ်မှာဒီဥပဒေမျိုးမလုပ်လို့ရှိရင်ပြဿနာတက်နိုင်တယ်လို့ဘာလို့လို့ဆိုရသော်ဘုရားပွင့်တာကအိန္ဒိယလူမျိုးတွေရဲ့အတိုင်းအဝိုင်းထဲမှာပွင့်တာလို့သူ့နိုင်ငံမှာဖြစ်တယ်။သူ့နိုင်ငံမှာဒီဥပဒေမျိုးလုံးမထားဘူးဆိုလို့ရှိရင်အိုးဝိုင်းပြောကြပြစ်တင်ကြတဲ့ပြဿနာတွေ အမျိုးမျိုးတက်လာမှာတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီဥပဒေကိုထုတ်တာတိုးတော့ဒီဥပဒေထုတ်ထားပြီပဲလို့ကြည့်လို့မင်းစဉ်းစားကြည့်လို့ရှင်သာရိပုတ္တရာအရှင်မျိုးကိုခေမာမေဗျာခေမာဘိက္ခုနီကိုပေးတယ်လေရှင်မောက္ကလံအရှင်မျိုးကိုဥပ္ပလဝဏ္ဏထေရီကိုပေးထားတယ်အမျိုးသမီးဘိက္ခုနီတွေနဲ့လက်ဝဲရံလက်ရရံရှိတာပဲလို့ တရားဓမ္မအစစ်နဲ့ပတ်သက်ပြီးတော့ဘုရားကနှိမ့်ချတာမရှိဘူးသို့သောလောကလူမှုရေးနဲ့ပတ်သက်တဲ့အခါကျတော့အစင်တန်းခွဲပေးထားဒါပြလို့ခွဲပေးထားတော့ဆိုအိန္ဒိယ society နဲ့လိုက်လျောညီတွေ့ရှိအောင်လုပ်ပေးရတာလို့အဲ့ဒါကြောင့်မို့လို့မတရားတက်တက်လောက်တာမဟုတ်ဘူးလို့မြတ်စွာဘုရားကအမျိုးသမီးတွေရဲ့ အမျိုးသမီးတွေကိုလည်းပဲအမှန်တရားပဲကြတော့ယဟန္တာဖြစ်ခွင့်ထီအောင်ပေးထားတယ်လို့ယဟန္တာဖြစ်ပြီဆိုတော့ရှင်ဒါကအမျိုးသမီးဒါကအမျိုးသားလို့အမျိုးသားရဲ့အရတ္တဖုံနဲ့အမျိုးသမီးရဲ့အရတ္တဖုံဟာမတူကွဲပြားတာဆိုတာမရှိဘူးလောကတူတူပဲခွဲလို့ရတဲ့နေရာမှာခွဲတဲ့လို့ခွဲထားတာခွဲလို့မရတဲ့နေရာမှာခွဲတဲ့မလို့လို့ မင်းတို့နိုင်ငံမှာဟစ်တလာလက်ထက်ကဥပဒေဒီကနေ့ခေတ်လုံးလို့ရလားဥပဒေဆိုတာပြောင်းသွားပြီမရှိဘူးလို့ဆိုတော့သူကလက်ခံသွားတယ်နော်ဒီလိုဆိုတော့လေဟုတ်ပါတယ်ပြောတာနော်အဲ့ဒါလို့ပေါ့တချို့အမြင်ကဘယ်လိုလဲဆိုရင်အမျိုးသမီးတွေကိုနှိမ်တယ်လို့ထင်ဥပဒေဆိုတာအဲ့ဒါလို့မဟုတ်ဘူးဥပဒေဆိုတာလိုအပ်လို့လုပ်တာ ဘုန်းကြီးတို့အဲ့ဒီတုန်းကတစ်ခါရှင်းပြဘူးတော်တော်များများအဲ့ဒီကြတနာတက်တယ်ပေါ့နော်တော်တော်များများအဲ့ဒီကြတနာတက်တယ်ဒါကအမျိုးသမီးတွေဘိက္ခုနီလုပ်မယ်ဆိုရင်နံပါတ်1လိုက်နိုင်ရမယ်တမဏိစီမင်းတစ်ခုပဲပေါ့ဒါကိုဂရုဓမ္မလို့ခေါ်တယ်နောက်တစ်ခုလိုက်နိုင်ရမှာပါတော့ဆိုလို့ရှိရင်အမျိုးသမီးတွေဟာ ဝါတွင်ကာလမှာသတင်းသုံးနေထိုင်ပြီးဆိုလို့ချင်းအမျိုးသားယဟန်ဘုန်းကြီးကြောင်းမရှိတဲ့နေရာမရှိတဲ့အရက်မရှိတဲ့မြို့မရှိတဲ့ရွာမှာရက်သတင်းသုံးွက်မရှိဘူးဆိုလိုတာကအမျိုးသားယဟန်တော်တွေရဲ့ထာမတရားဓမ္မနာယူဖို့အတွက်အများရန်တွဲဖက်ထားတဲ့သဘောပေါ့ဘုန်းကြီးကြောင်းမရှိတဲ့နေရာမှာဘိက္ခုနီကြောင်းမလုပ်အောင် မနေရဘူးလို့ဆိုတော့ဘာတွေကဒီလိုတတ်မှတ်ပေးချာတစ်ဖက်တလန်းကနေပြီးတော့ပရိယပฏิပတ်ဆိုတဲ့အရေးချင်းတွေကိုအမျိုးသားယဟန်တော်တွေစီကသင်ယူရမှာဘာဖြစ်လို့လဲဆိုတော့ငန်းကိဆိုတော့အမျိုးသားယဟန်တော်တွေဘက်ကတတော်ကိုပြည့်ပြည့်စုံစုံစာပေကျမ်းစာနဲ့ပတ်သက်ပြီးတော့ပြန်နိုင်ပို့ချနိုင်ရှိနေပြီလေဒီကနေ့ခေတ်မှာလည်းပဲကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလရှင်ကျောင်းနေဘုန်းကြီးတွေကိုအားကိုးနေရတော့မယ်လေတပါးစရိယ စာကြရန်လို့သိမဲ့ဆိုရင်ဘုန်းကြီးတော်စာလိုက်ရတာလို့เนาะအမျိုးသားတွေနဲ့တွေ့ဖက်ပြီးတော့ပရိယပฏิပတ်ချမ်းကျင်အောင်ကြိုးစားကြတာဒါမျိုးခေတ္တဝတ်ဆိုရင်တော့ပို့ပြီးတော့လိုအပ်မှာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဒုတိယစီကံကပါတယ်အမျိုးသားဘုန်းကြီးကျောင်းမရှိတဲ့နေရာမှာဘိက္ခုနီမှာဝမ်းဆိုးရဘူးသူတို့ဤတတ်တတ်နေလို့မရဘူးလို့ဒီလိုပြောတာ ဒါလည်းစီကံချက်ပဲအဲ့ဒီစီကံချက်ကိုအလေး၌တသက်လုံးမပြတ်မကွက်မဖောက်မဖြတ်ဖဲနဲ့လိုက်နိုင်ရမယ်လို့လိုက်ကံနိုင်ရမယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အမျိုးသားညာတော်တွေစီကနေပြီးတော့မျောလင်းရမယ်အချက်နှစ်ခုရှိတယ်ဘာလဲလို့ဆိုရင် ဘယ်နေ့ဟာဥပုပ်နေ့ကြတယ်လဲဘာဥပုပ်လဲဒီကနေ့ဆိုတာသွားပြီးတော့လျှောက်ထားရမယ်ဒါတစ်ချက်နောက်ဩဝါဒခံယူဖို့ခွင့်တောင်းရမယ်ဒါတစ်ချက်ဒီနှစ်ခုကမပြတ်မကွက်လောကလို့ပြောတာမပြတ်မကွက်လောကဒါလည်းပဲအမျိုးသမီးလောကနောက်မှဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ပညာရည်တွေမနှိမ့်ချအောင်လို့ရသော်များဒီစီမျက်စိကံကိုကျွတ်တင်ဆွဲထားတဲ့သဘောပဲပေါ့ ။ဟောနောက်ထပ်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဒီဝါတွင်ကဝါတွင်ကာလ၃လသတင်းသုံးပြီဆိုတဲ့အခါမှာဝါကျုပ်ပြီဝါကျုပ်တဲ့အခါကျတော့ဟိုဟိုဒီဒီမိမိသွားလို့ရအရက်တွေကိုလွတ်လပ်စွာသွားတဲ့အခါမှာမသွားခင်ဘာလို့อ่ะပဝရဏဆိုတဲ့ဖိတ်မှန်ပัญจမှုလောက်อ่ะ ီကနေ့ခေတ်ဟောသတင်းကျုပ်ဆိုရင်ပွာရဏဘွဲဆိုတာကြားဖို့ရလိမ့်မယ်ပေါ့အဲ့တော့ဘိက္ခုနီတွေဟာယဟန်တန်ဃာတွေရှိတခါပွာရဏပြုရပွာရဏဆိုတာဖိတ်ခေါ်ခြင်းဖိတ်ကြားခြင်းပဲအမှန်တမ်းကောင်းတဲ့အစဉ်လာတစ်ခုပဲပွာရဏရဲ့အတိတ်ပဲပွာရဏဆိုတာဖိတ်ကြားခြင်းဘာသက်ဖိတ်ကြားတာလဲလို့ဆိုလို့ရှိရင်သူက အရှင်ဘုရားကိုတပည့်တော်ဖိတ်ထားပါတယ်တပည့်တော် ਨੇ ပတ်သက်ပြီးတော့မြင်လို့ဖြစ်စေသတင်းကြားလို့ဖြစ်စေတန်လျာလို့ဖြစ်စေတန်လျာရှိလို့ဖြစ်စေမဟုတ်တာများလုံးပြီးခဲ့ပြောဆိုဆုံးမပါတနာတစ်ပြည့်ပြောဆိုဆုံးမပါ ဆုံးမတဲ့အတိုင်းသူကပြုပြင်ပါမယ်ဒါအလွန်ကောင်းတယ်အထိပ်ပဲ ဘဝရဏပြုတယ်ဆိုတာဘုန်းကြီးတွေဘဝရဏပြုတယ်ဆိုတာဒါပဲတန်ကံပန္တေဘဝရေမိဒိဋ္ဌိနာဝသူတေနာဝပြိသင်္ကာယဝဆိုရှင်ပြားတို့ကိုဖိတ်မှတ်ပါတယ်ကြားတာနဲ့ပတ်သက်တာဖြစ်စေမြင်တာနဲ့ပတ်သက်တာဖြစ်စေတန်လျာရှိတာနဲ့ပတ်သက်တာဖြစ်စေရှင်ပြားတို့ကိုဟိုဖိတ်မှန်ထားပါတယ်ပြောပြရှိပြောပါနော်ဝရန္တုမှာအာယတမန်တော်အနုကမ္မဥပ္ပါ တပိတော့ဘောမှာတဏှာငဲ့ညတဲ့အနေနဲ့ပြောပြရရှိပြောပါဆုံးမပြရရှိဆုံးမပါပြစ်ပထားပါနဲ့ပေါ့ပတ္တန်တော်ပဋိကရိတံမိတပိတော့အပြစ်မြင်နာနဲ့ဟုတ်တယ်ငါမားတယ်ဆိုရင်တပိတော့ပြုတ်ပြင်ပါမယ်လို့သူတို့ပြောအဲ့တော့ဘိက္ခုတိတွေဟာလည်းပဲဘိက္ခုတန်ဃာတွေစီမှာလည်းပဲဒီလိုဖိတ်မှန်ရမယ်ဘိက္ခုနီအချင်းချင်းလည်းဖိတ်မှန်ရဒီစီကံတစ်တလုံးလိုက်နိုင် လုံးဝမဖောက်ဖျက်ရဘူးလို့ဒါနံပါတ်၄အနေနဲ့မြတ်စွာဘုရားချမှတ်ပေး။ဟောနံပါတ်၅အနေနဲ့ချမှတ်ပေးတာဘာလို့ဆိုလဲ။ဘိက္ခုနီမတဦးဟာစီမင်းစည်းကမ်းအရေးကြီးတဲ့စီမင်းစည်းကမ်းတစ်ခုဖောက်ဖျက်ဂရုဓမ္မလို့ခေါ်တယ်။ရေးကြီးတဲ့ဝိနည်းစည်းကမ်းတစ်ခုဖောက်ဖျက်မိပြီဆိုလို့ရှိရင်ဘိက္ခုတန်ကဘိက္ခုနီတန်ကနှစ်ဖက်မှာ 15ရက်ဓာထရအလုံးကျင်နာပြုပြင်ပြီးတော့ကိုယ့်အကိုပြုပြင်ရမယ်လို့ဆိုလို့ပေါ့နော်ကျင်နာအဲ့ဒါကိုစာပေလို့ပြောတော့မနတ်ကျင်တယ်လို့ခေါ်မာနတဆိုတာကမျက်နှာအောင်ကျင်နာတန်ခါဒီဆိုဆိုင်တီကဖွဲ့အစည်းတစ်ခုလုံးကကျင်နာတော်လောက်အောင်ဓာထနဲ့တဘောပေါ့နော် ကျင့်တတ်အောင်လိုက်နာကျင့်သုံးပေးရမယ်အဲ့ဒါဟာလည်းပဲရာသက်ပံမပြတ်မကွက်လိုက်နာရမယ်စီမင်းစီကံတစ်ခုပဲဟောနောက်တစ်ခုကပါတယ်လို့ဆိုလို့ရှိရင်ဘိက္ခုနီအရှိခန့်မှုအတွက်အလောကအမျိုးသမီးတယောက်ဟာဘိက္ခုနီအဖြစ်ခံယူခြင်းနဲ့ဆိုလို့ရှိရင်ဣခါဘုတ်6မျိုး တိခ္ခမုတ်6မျိုးဆိုတာအဲပါဏတိပါဒအာရိဏဒါနာအပြပစရိယမုဒဝါဒသူရမေရယဆိုပြီးတော့ဝိက္ကနာဘောဇနာအဲ့ဒီ6ခုကိုနှစ်နှစ်တိတိမပြတ်မကွက်ချက်သုံးပြီးဖြစ်ရအဲ့ဒီလိုချက်သုံးပြီးမှရံခံရမယ်လို့ဒီလိုပြောတာတမန်နဲ့ရံခံမပေးဘူးနှစ်နှစ်ပြည့်အောင်တဟာတိတ်ခမန်ချက်ဟုတ်လို့ခေါ်တယ် 哎，看病嘛，养看病。